ိမ့်သိမ့်ကြစီတဘာဝအောင်တောတာရှင်ဓမ္မမိတ်ဆွေ ပေါင်းတို့ခင်ဗျာ အပတ်စဉ်တိုင်းတင်ဆက်ပေးနေကြထိမ့်သိမ့်ကြစီတဘာဝအမွေဆိုတဲ့ကံတာလေးရောက်ရှိလို့လာခဲ့ပြန်ပါပြီဒီတစ်ပတ်မှာတော့တဘာဝပါဝင်ခြင်းပျက်စီးမှုများအတွေ့အမြဲတမ်းဆက်ဆက်နေတဲ့ကျွန်တော်တို့လူသားတွေရဲ့အကြောင်းကိုတင်ဆက်ပေးသွားမှာပဲဖြစ်ပါတယ်တော်ရရှင်ဓမ္မမိတ်ဆွေပေါင်းတို့ခင်ဗျာ ပဝန်းကျင်မှာဖြစ်နေတဲ့သွားပဝန်းကျင်ပျက်စီးမှုများကို ဖြေရှင်းတဲ့နေရာမှာကျွန်တော်လူသားများဟာအဓိကအကြဆုံးပဲဖြစ်ပါတယ်။ပျက်စီးမှုများဟာလည်းကျွန်တော်တို့လူသားတွေအကြောင်းဖြစ်ရသလိုပြန်လည်တိဆောက်မှုအပိုင်းမှာလည်းကိုညီအားပေးဖို့ရာကျွန်တော်တို့လူသားများပဲအဓိကကြလာပါတယ်။ဒါမှလည်းဒီလိုပြဿနာများနဲ့ကျွန်တော်တို့လူသားတွေနဲ့ဆက်သွယ်မှုကိုထောက်ပြနေုံတက်တက်နဲ့တော့ ကျွန်တော်တို့ဟာဒီသဘောပတ်ဝန်းကျင်ပျက်စီးမှုပြဿနာများကို ဖြေရှင်းနိုင်မှာမဟုတ်ပါဘူးကျွန်တော်လူသားတွေရဲ့လက်ရှိ နေပုံထိုင်ပုံလုံးကိုင်ပုံများဟာသဘောပတ်ဝန်းကျင်ကိုဘယ်လောက်ထိပျက်စီးနိုင်တယ်ဆိုတာကို အတွင်းကြကြလေ့လာဖို့ရတယ်အရေးကြီးလာပါတယ်လေ့လာသုံးသပ်သူများရဲ့အဆိုအရလူသားတို့ရဲ့အတတ်ပညာတီထွင်ဖန်တီးနိုင်မှုတွေစွမ်းအားတွေထွန်းကားလာတာတွေဒါလည်းတစ်ချက်ဖြစ်ပါတယ် ကျွန်တော်လူသားများရဲ့တည်ထွင်စမ်းသပ်နိုင်မှုဟာအောင်မြင်မှုရဲ့ကျော်လွန်းနေတဲ့အတိုင်းအတာတစ်ခုကို ရောက်ရှိနေပြီဆိုရမှာပဲဖြစ်ပါတယ်ကျွန်တော်တို့ကလွန်ခဲ့တဲ့ရာသီနှစ်များအတွင်းမှာတဖြည်းဖြည်းတိုးတက်လာခဲ့တာဖြစ်ပါတယ်ဥပမာအဖြစ်ပြောရမယ်ဆိုရင်ညထားတွေစကားပြောကြီးနန်းတွေလက်စစ်တအားတွေမော်တော်ကားတွေလေယာဉ်ပြန်တွေဓာတ်ပေဒါပစ္စည်းတွေလက်ရှိလက်ပတ်နေတဲ့စက်ယုံတွေ ခင်မိတဲ့စေဝါတွေသတင်းဖြန့်ချိန်မှုနည်းပညာတွေမကြာခင်ကမှခေတ်စားလာတဲ့ကွန်ပျူတာတွေ digital အသုံးဆောင်ပစ္စည်းတွေနောက်ဆုံးစက်ရုံများ အမှုမြူထက်သေးငယ်တဲ့ပစ္စည်းများကိုခွဲစိတ်လေ့လာနိုင်တဲ့ပညာရပ်တွေစသည်ဖြင့်တစ်စီမိတစ်စီတိုးတက်လာခဲ့တာပဲဖြစ်ပါတယ်တကယ်တော့ဒီလိုတိုးတက်မှုများဟာအရန်ကိုဝမ်းသာအားရဖြစ်စီအကြောင်းအရာတွေပဲဖြစ်ပါတယ်ဤပညာအတတ်ပညာသိပ္ပံပညာများဟာ ဖျားသခင်ရဲ့ဒီသရတော်နဲ့ဆန့်ကျင်မှုမရှိပါဘူးကျွန်တော်တို့ရဲ့တည်ထင်ကြံစားမှုစွမ်းအားကနေတီးပွင့်လာတဲ့အသီးပွင့်တွေပဲဖြစ်ပါတယ်ထို့သူဆက်လက်တိုးတက်ဖို့ရလှုပ်ဆောင်နေကြတဲ့အစင်းစင်းလက်စင်ကံအမွေတွေကိုပေးစွမ်းနေကြတဲ့ပညာရှင်များကိုလည်းကျေးဇူးတင်ကြရပါပဲဖြစ်ပါတယ်ဒီလိုခေတ်ဆက်ဆက်တိုးတက်မှုတွေမှာလူသားများဟာသဘောပေါင်းဉာဏ်မှာရှိတဲ့သဘောဝတရားများကိုပြုပြင်ဖန်တီးပြီး နေထိုင်လာကြတာဖြစ်ပါတယ်ဒါသဘာဝရဲ့အကျိုးကျေးဇူးတစ်ခုဖြစ်သလိုလူသားတွေရဲ့ထူးခြားတဲ့စွမ်းရည်ကျေးဇူးတော်တစ်ခုပဲဖြစ်ပါတယ်ဒီလိုတိုးတက်မှုများဟာကောင်းမွန်တဲ့လမ်းညွှန်ချက်တွေကောင်းမွန်တဲ့အသုံးချမှုတွေရှိခဲ့ရင်တော့အလွန်ကောင်းမွန်လာပါတယ်နမဆက်သွေးများအိမ်တွင်အသုံးဆောင်ပစ္စည်းများတရားကြီးများအဆောက်အုံတိဆောက်မှုနည်းပညာများကျွန်တော်လူသားများအတွက်အပန်းဖြစ်ပစ္စည်းများစသဖြင့် တီထွင်ထုတ်လုပ်လုပ်ကန်ကြတာဟာလူနေမှုစနစ်ကို မြင့်တင်ပေးတဲ့အချက်တွေပဲဖြစ်ပါတယ်။အမှုပညာတင်ဆက်မှုများဖန်တီးမှုများဟာလေလောကထဲမှာနင်မောနေတဲ့လူတွေအတွက်စိတ်သက်သာရာကိုရစီပါတယ်။ဒီလိုမျိုးတီထွင်ထုတ်လုပ်နိုင်တာဟာလေဖျားရှင်ဖန်ဆင်းထားတဲ့သရဝါရီထဲမှာကျွန်တော်တို့လူသားများဟာ ထိတ်ဆုံးရပဲဖြစ်ပါတယ်။တခြားသောသရဝါများတိရစ္ဆာန်များဟာ ီလိုခံစားတည်ထွင်နိုင်ဖို့ရာခဲရင်လာပါတယ်။ဒါပေမဲ့ကျွန်တော်တို့လူသားတွေရဲ့ကဘာကြီးကိုအုပ်ဆိုးထားမှုဟာသတိပြုစရာအခြေအနေမှာရှိနေပါတယ်။ဆာအကြီးမားလာတဲ့ဤပညာများဟာသဘောဝတရားကို ပုံပြောင်းသွားနိုင်စီပါတယ်။ဥမာရပြောရမယ်ဆိုရင်အမှုမျိုးစွိုင်းနေတတဗေဒပညာရက်မှာလင်းမြန်စွာတိုးတက်လျက်ရှိတဲ့အချက်တွေသတင်းအချက်ရဲ့ဤပညာတိုးတက်မှုတွေ တက်ရှင်များရဲ့ DNA ကိုလေ့လာပြီးမိမိတို့စိတ်ကြိုက် ပုံဖော်တိဆောက်တဲ့သရဝဆန်းတွေစတဲ့စွမ်းအားရှိတဲ့ဤပညာများဂရုပြုရမယ့်အချက်တွေပဲဖြစ်ပါတယ်။တနည်းပြောရမယ်ဆိုရင်တော့ဒီဤပညာများကို ပိုင်ဆိုင်ထားပြီးငွေကြေးအင်အားလဲတက်နိုင်တဲ့သူများဟာလက်ရှိကမ္ဘာပေါ်မှာအာဏာဆိုတဲ့လုပ်ပိုင်ခွင့်ကိုပိုင်ဆိုင်ထားရကြပါတယ်။တကယ်တမ်းဒါတွေကိုပြန်တွက်ကြည့်မယ်ဆိုရင်ကျွန်တော်တို့လူသားဟာ လူသားအချင်းချင်းနဲ့တတ္တလောကအပေါ်မှာကြီးမားလာတဲ့အာဏာတစ်ခုကိုရရှိခြင်းဖြစ်ပါတယ်။ဒီစွမ်းအင်တွေကိုဘယ်လိုမျိုးပုံစံနဲ့အသုံးချမလဲဆိုတာကတော့အတော်ကိုစင်ကျင်ကြရမယ့်အချက်ပဲဖြစ်ပါတယ်။အနာဂတ်တွေအမခန့်ချက်ကင်းမဲ့တဲ့အခြေအနေမှာ ရှိနေရင်တော့အတော်ကို စိတ်ပျက်စရာပဲဖြစ်ပါတယ်။ဒါရီယာကျွန်တော်တို့ထောက်ကျစဉ်းစားရမယ့်အချက်တွေပဲဖြစ်ပါတယ်။မိတ်ဆွေများခင်ဗျာ မိမိတို့ရဲ့တိုးတက်လာတဲ့လူသားအဖြစ်အခြေအနေကိုစင်ကျင်သုံးသပ်ခြင်းဖြင့်ကျွန်တော်တို့ရဲ့ဘဝတွေကိုတဘာဝကြကြနေထိုင်နိုင်ဖို့ရာစူးစမ်းဖို့ရာလိုအပ်လာပါတယ်။တတ်မှတ်ထားတဲ့အချိန်လဲပြည့်တော်မှာမို့ဒီတစ်ပတ်မှာတော့ဒီမှာပဲရန်နောက်ဝင်ပြူပါ။နောက်တစ်ပတ်မှာတဘာဝတရားပါဝင်ခြင်းနဲ့အဓိကပြဿနာဖြစ်တဲ့ကျွန်တော်တို့လူသားတွေရဲ့အကြောင်းကိုအပိုင်းနှင်းနေနဲ့ကျွန်တော်ဆက်လက်တင်ပြပြီးတော့မှာပဲဖြစ်ပါတယ်။ မိတ်ဆွေပေါင်းတို့သဘောဝါကြကြနေထိုင်ခြင်းဖြင့်သဘောဝါတရားကိုထိန်းသိမ်းနိုင်သောပုဂ္ဂိုလ်များ ဖြစ်နိုင်ကြပါစီဗျာကျွန်တော်ဇော်နိုင်ဦးပါ